နပြဆက်ယုံဝန်ထမ်းတွေကထိုင်းတပိတ်တောင်းဆိုနေမှုကိုတာဝန်ရှိသူတွေအ мян ဆုံးလာရောက်ဖြေရှင်းပေးဖို့တွဲပြန့်ခန့်နိုင်ငံဝန်ထမ်းဟောင်းတွေရဲ့ဘဝအာမခံချက်ရရှိဖို့မူလစာချုပ်ပြန်လည်အကောင့်ထဲပေါ်ပေးဖို့နဲ့အလုပ်သမားတွေကိုဖိနှိပ်ပြီးစာချုပ်အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ပန္နာကုမ္ပဏီအလိုမရှိချောင်းစတဲ့အချက်တွေကိုတောင်းဆိုကြတာဖြစ်ပါတယ်အခုကျွန်တော်တို့လက်ရှိတပိတ်မောက်လာတဲ့ရက်ကဈေးပေါင်း80ကျော်ပါပြီဒါပေမဲ့ဒီလက်ရှိအစိုးရပေါ့လေဒီမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လို့ရှိရင်ကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးဖြည့်ရှင်းပေးဖို့စာရိုက်တင်တယ်ဒါကဒီကျွန်တော်တို့ရဲ့မိခင်ဌာနစက်မှုဝန်ကြီးဌာနတွေကတော့ကျွန်တော်တို့ပြည်သူ့ဝန်ကြီးဥက္ကမောင်ချိုးလို့ရှိမှာစာရိုက်တင်တယ်တိုင်ပါတယ်တိုင်တဲ့ခါကျတော့သူတို့ရဲ့ဖြည့်ရှင်းမှုကအရင်အားနေပါတယ်အဲ့အားနေတဲ့ပုံမှာကျွန်တော်တို့အနေနဲ့ဘလို့ပြန်ပြီးတော့သုံးသပ်တယ်လဲဆိုတော့လက်ရှိအစိုးရအနေနဲ့ဒါကျွန်တော်တို့ပန်ဒါဇိုင်းကုမ္ပဏီလီမိတက်အပေါ်သူတို့ဟိုလွှမ်းမိုးမှုအားနေရပါတယ်လွှမ်းမိုးမှုအားနေတဲ့အကြောင်းအရာဟိုပန်ရှင်ရတရုတ်ဖြစ်တဲ့အတော့ လက်ရှိအစိုးရအနေနဲ့ဟိုကုမ္ပဏီပေါ်မလွှဲမှုနိုင်တာလားလို့ကျွန်တော်တို့မေးချင်တယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကစတင်ပြီးစက်ရုံလုံသား600ကျော်လောက်ဟာစင်ကိုင်မြို့နယ်ပလိမ့်မြို့မှာရှိတဲ့ပန္နာချီမြင့်တဲ့အထယ်စက်ရုံရှိမှထိုင်တဲ့ဘိတ်မှောက်နေကြတာအခုဆိုရင်2လကြာမြင့်နေပြီဖြစ်ပါတယ်။ ဒီပနာတက်ဆိုင်ကုမ္ပဏီမနစ်ထက်ဆိုင်ရုံပလိတ်နိုင်ငံဝန်ထမ်းဟောင်းနေရဆိုရင်မနစ်ထက်ဆိုင်ရုံပလိတ်မှာထိုင်တပိတ်ပြုလုပ်နေရရပောင်း80ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ရပောင်း80ကျော်ကြာမြင့်တဲ့အတွက်တက်ကြီးတဲ့ဝန်ထမ်းတွေရဲ့ကျန်းမာရေးစီးပွားရေးလူမှုရေးအခက်အခဲတွေအများကြီးကြုံတွေ့နေရတဲ့အတွက်ဒီသက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးမင်းတွေနိုင်ငံတော်အစိုးရအနေနဲ့အမြန်ဆုံးဖြေရှင်းပေးစေလို့တဲ့ဆန္ဒနဲ့ဒီမန္တလေးမြို့ပေါ်ကိုခြစ်တက်ဆန္ဒထုတ်ပေါ်ရခြင်းဖြစ်ပါတယ်ရှင်။ အဲ့ဒီချင်းမြန်ဆက်ယုံကိုပန်နာတက်စတိုင်းကုမ္ပဏီကပြီးခဲ့တဲ့2023ခုနှစ်ဧပြီလကစတင်ပြီးစက်မှုဝင်ကြီးဌာနအထက်အလိတ်လုပ်ငန်းကနေလွှဲပြောင်းရယူထားတာဖြစ်ပါတယ်ဒီဝန်ထမ်းတွေအားဆိုရင်ပုပ်ကိကဝန်ထမ်းအစ်စ်တွေမဟုတ်ပါဘူးတချိန်ကနိုင်ငံတော်ကိုအလုအကျွေးပြုခဲ့တဲ့နိုင်ငံဝန်ထမ်းဟောင်းတွေဖြစ်ပါတယ်နိုင်ငံဝန်ထမ်းဟောင်းတွေကိုပုပ်ကိကဆက်ယုံပုပ်ကိကလက်ထွက်ကိုပြီးပြီးတော့ဒုကုံကုသလိုထိုးထည့်ခဲ့တဲ့အရင်ဆိုးရလက်ထက်တွေကြောင့်မို့လို့အခုနောက်ဆက်တွဲပြဿနာတွေကိုကျမတို့ ပလိစယုံမှာရှိတဲ့ဝန်ထမ်းအင်အားပေါင်း660 669ဦးနဲ့ဝန်ထမ်းမိသားစု30ကျော်ကခန်းစားနေရတာဖြစ်ပါတယ်ရှင်ကျမတို့အနေနဲ့ကတော့လွဲပြောင်းခံနိုင်ငံဝန်ဝန်ထမ်းဟောင်းဆိုပုဂ္ဂလိကစက်ယုံနေလို့လည်းလွယ်တကူဖြစ်ရှင်းလို့လည်းမရတလို့ပုဂ္ဂလိကစက်ယုံနေလို့လည်းမြန်မြန်သုံးသက်လို့ရမယ်လို့ကျမမထင်ဘူးလေဒါကအရင်မြစ်ကငကူဆိုးရဟောင်းကလေးကလုတ်ခဲ့တာကအမ်ဘလို့ခေါ်မလဲဆိုတော့ ်နိုင်ငံတော်ရဲ့မူဝါဒကတိကျမချမှတ်ထားတဲ့အတွက်နိုင်ငံရဲ့လွှဲပြောင်းခံနိုင်ငံဝန်ထမ်းဘဝတွေကခုလိုမျိုးလမ်းမော်ရောက်ရတယ်လို့ပဲကျွန်တော်သုံးသပ်တာ က်ရုံရှိမှာတပိတ်စခန်းဖွင့်လှစ်ပြီးတဲ့နောက်ပန္နာကုမ္ပဏီကိုမန္တလေးတိုင်းဒေသကြီးအလုသမားညွန်ကြားမှုဦးစီးဌာနကတရရလိုပြုလုပ်ပြီး2023ခုနှစ်အလုအကင်ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရတရားစွဲဆိုထားတယ်လို့သိရပါပါတယ်ရှင်။